အားလုံးပဲမင်္ဂလာပါရှင်ရန်တော်မူထားတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့တင်သူနဲ့တင်ဆောင်နိုင်အောင်မလားဆိုတဲ့ခေါင်းစဉ်နဲ့ reading လေးတစ်ခုဖတ်သွားပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသူဆိုတာကတင်တို့ရဲ့အတွေ့အကြုံကသူပြီးတော့ဒီလူဟာတင်တို့နဲ့အဆက်အသွယ်ပြတ်နေတဲ့သူ ချိန်ကာလတစ်ခုမှာပေါ့နော်ဒီလူနဲ့တင်တဲ့က saturation တစ်ခုခုမှာရှိခဲ့ဘူးတယ်ဒါမှမဟုတ်လို့ရှင်လဲ relationship တစ်ခုထိကိုရောက်ခဲ့ပြီးတော့မတင်လို့နှစ်ယောက်ကဝေးကွာသွားပြီးတော့အခုနေ့ချိန်ကာမှာအဆက်အသွယ်လုံးဝမရတော့တဲ့သူပေါ့နော်အဲ့တော့ဒီလူမျိုးအနေထားရှိခဲ့တဲ့သူနဲ့တင်တဲ့ကပြန်ဆုံနိုင်မှုအခွင့်အရေးလေးတွေရှိအောင်မလားပြန်ဆုံဖြစ်ချအောင်မလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြည့်သွားပြီးမှဖြစ်ပါတယ် အဲ့တော့ group တွေ၃ခုရှိပါတယ် group 1 group 2 group 3အဲ့တော့ပေးထားတဲ့အ group တွေအတွက်ပေးထားတဲ့အပုံလေးတွေကမတူဘူးပေါ့နော်အဲ့တော့ဒီ group ၃ခုတွေကမှမမီရိုစိတ်ထဲမှာအနှစ်သက်ဆုံးဆိုတဲ့ group လေးတစ်ခုကိုရွေးချယ်ပါနော် group လေးတွေရွေးပြီးဆိုရင်တော့ reader လေးကိုစတင်ပြီးတော့ဖတ်ပေးမှာဖြစ်ပါတယ်ထုံးစံအတိုင်းနေပဲ group 1လေးကနေစလိုက်မယ်နော် group 1လေးတွေမင်္ဂလာပါရှင် ဂရုမန်လေးတွေရဲ့အတွေ့အကြုံသူနဲ့ပြန်ဆောင်နိုင်အောင်မလားအဲ့တော့ဒီမှာကြာတာတော့ three or so ပေါ့နော်အဲ့တော့ပြန်ဆောင်နိုင်အောင်မလားဆိုတော့ three or so ဆိုတော့အာပြန်ဆောင်မှုအတွက်တော့ခက်ခဲအောင်ပဲပေါ့နော်အဲ့ဒါမျိုးတော့တွေ့တယ်။ဘာကြောင့်ခက်ခဲမလဲဆိုတော့ဒီ group 1ကိုလာကြည့်တဲ့သူလေးတွေမှာเนาะအဓိကကတော့လေသူ့ဘက်မှာပေါ့နော်အာနာကျင်ကြည်ကွဲစရာတွေစိတ်ဆင်းရဲစရာတွေပေါ့နော်အဲ့ဒါမျိုးလေးရှိနေတယ် နော်အဲဒါမှမဟုတ်လို့ရှိရင်ဒါဒီခန်းစားချက်ကအသင့်မတ်ကလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီကတ်တစ်ခုတည်းနဲ့တော့လုံလောက်တဲ့အဖြစ်အာမရရှိနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်မထပ်ကြည့်မယ်နော်အဲ့တော့ group 1လေးနေနဲ့သင်တို့နဲ့အဆက်အသွယ်ပြတ်နေတဲ့သူသင်တို့မျှော်နေတဲ့သူပဲပေါ့နော်ပြန်ဆောင်နိုင်အောင်မလားတစ်ယောက်လုံးရဲ့ energy ကိုချက်မယ်ပေါ့နော် ါကတော့သူ့ဘက်က energy ပေါ့နော်အဲ့ဒီတော့ကျမဒီမှာကြည့်ရ group 1ပေါ့နော် group 1ကသူ့လေးတွေအာပြန်ဆုံနိုင်အောင်မလားဆိုရင်ကျမကပြောသလိုပဲအပြန်ဆုံဖို့အတွက်ကိုသူကတော့လာခြင်းတယ်သူ့ဘက်ကနော်ကျမအဲ့လိုမျိုးလေးတွေ့တယ်သူ့ဘက်ကတော့တင့်စီကိုပြန်လာခြင်းတယ်သူတင့်သတိရတာပေါ့နော်အခုလက်ရှိချိန်မှာသူ တင်းကိုတရေရနေတယ်လွမ်းနေတယ်တင်းစီကိုအပြေးလေးလာတွေးနေတယ်အဲ့လိုမျိုးပုံစံလေးတော့ကျွန်မတွေ့တယ်နောက်တစ်ခုကတော့သူတင်နဲ့တွေ့တဲ့အခါမှာအာတင်းကို အရင်ကသူအာမပေးခဲ့တဲ့နားလဲခြင်းတွေညာတာခြင်းတွေเนาะချစ်ခြင်းတွေပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုးလေးတွေပေးနေတာအခုနေမှာသူစိတ်ထဲမှာတော့အဲ့လိုမျိုးအတွေ့လေးတွေဖြစ်ပေါ်နေတယ်ပေါ့เนาะအဲ့လိုမျိုးလေးတွေ့တယ်ဒါဆိုတင်းဘက်ကရော င်ဘက်ကတော့အခုလက်ရှိချိန်မှာ group 1လေးတွေက ပြောပြလို့မရတဲ့ခံစားချက်တွေပေါ့နော်သူနဲ့ပတ်သက်ပြီးတော့ရှိနေတယ်ဒီခံစားချက်တွေကသူတို့လေးတွေကဘာလို့မှလည်းမပြောပြထားဘူးကိုတရားတယ်ပေါ့နော်ချိန်မှိတ်ပြီးတော့ခံစားခဲ့ရတာပေါ့နော်အာအချိန်လေးတော်တော်ကြာခဲ့ပြီးဒီလိုခံစားချက်တွေကိုသူတပားကိုဖော်ထုတ်ပြီးတော့ပြောပြဖို့လည်းခက်ခဲတယ်နော်ဒီလူနဲ့ပတ်သက်ပြီးတော့တင့်မှာခံစားချက်ပေါင်းများစွာခံစားခဲ့ရတယ်နော်အဲ့ဒီတော့ဒီလိုအရာနဲ့ပတ်သက်ပြီးတော့တင်အခုချိန်မှာဒါကိုဆက်ပြီးတော့တင်ကလှုပ်ဝှက်ထားတော့မယ်ဒီခံစားချက်တွေကိုတင်သိမ်းထားတော့မယ်သူနဲ့ပတ်သက်ပြီးတော့ပေါ့နော် ဒီမှာတခုတော့ရှိတာပါလဲဖီရောဆော့ဖီရောဆော့ energy နဲ့တင်ကအခုချိန်မှာသူမဟုတ်ပဲနဲ့ပေါ့နော်တခြားသူတူဦးနဲ့ connection တခုရှိနေတယ်ဆိုရင်တော့မှဒါမှမဟုတ်လို့ရှိရင် saturation ပေါ့နော် relationship တခုခုတည်းကိုတင်ရောက်နေတယ်ဆိုတော့မှတင်ကလည်းသူ့ကိုမမေ့နိုင်သေးဘူးနော်အာတင်သူ့ကိုအနေငယ်သတိရတဲ့စိတ်တွေရှိနေသေးတယ်ပြောမယ်ဆိုလို့ရှိရင်တချို့လေးတွေဆိုလို့ရှိရင်အာဘယ်လိုပြောမလဲတော်တော်လေးကိုမှဒီစိတ်တွေကနေသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမမေ့ပြတ်နိုင်နေဘူး ဆက်လက်ပြီးတော့တွေးမိနေတော့မယ်เนาะအဲ့ဒါမျိုးလေးလည်းတွေးတယ်အဲ့တော့ဒါကသင်တို့တရားရဲ့ energy ကိုချက်တာပေါ့เนาะအဲ့ဒါတော့ဆက်ကြည့်မယ်เนาะအဲ့ဒီတော့သူကတင်းစီကို ပြန်လာခြင်းနဲ့တင့်ကိုလည်းဒီချိန်မှာလွမ်းနေပေါ့နော်တတိယရတယ်အဲဒါမဲ့အခုလက်ရှိမှာကျတော့ तू လာဖို့တော့မလွယ်လှဘူးဘာကြောင့်လဲဆိုတော့ကျွန်မကတော့ပြောသလိုပဲသူ့မှာအခက်ခဲတွေရှိတယ်နာကျင်စရာတွေရှိတယ်သူပင်မန်းပြီးတော့ဖြတ်ကျော်ရတယ်ပေါ့နော် ခက်ခက်ခဲခဲဖြတ်ကျော်နေရတဲ့အရာလေးတွေရှိတယ် နော်သူ့ဘဝမှာအခက်အခဲတွေကိုအခုချိန်မှသူရုန်းကန်နေရတာပေါ့နော်ကျမအားမျိုးလေးတွေ့ရဲအဲဒါပေမဲ့သူအဆင်ပြေသွားရင်တော့တင်းစီကိုလာချင်တာသူရဲ့အဲ့ဒီဖြည့်ရှင်းရမယ့်အရာတွေသူရဲ့ပြဿနာတွေအားလုံးကိုဖြည့်ရှင်းပြီးတော့တင့်အနာကိုတော့သူတစ်ခါတော့တော့ပြန်လာချင်သေးတယ်တဲ့နော်သူရဲ့အတွေ့အထိမှာပြန်လာခွင့်ရှိမယ်ဆိုရင်သူပြန်လာချင်သေးတယ်နော်အဲ့တော့အခွင့်အရေးရတာများတာထက်ကိုဒီလိုပြဿနာတွေအကုန်လုံးကိုသူဖြည့်ရှင်းပြီးသွားပြီဆိုရင်တော့တင့်အနာကိုတစ်ခါတော့ပဲဖြစ်ဖြစ်ပြန်ရောက်ချင်သေးတယ်တင့်ကိုအာကာကွယ်ပေးချင်သေးတယ် နော်တင်စိတ်ချမ်းသာမယ့်အရာတခုခုလုပ်ပေးချင်နေသေးတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးအရှိရှိမှာတော့ဘယ်လိုမျိုးအကြောင်းအရာတွေကြောင့်တင်တို့နှောင်းဝေးကွာသွားလဲတော့မသိပေမဲ့ သူကအခုလက်ရှိ energy မှာတော့တင့်ကိုသူဂယုမဆိုင်ခဲ့မိရတဲ့အတွက်နောင်လာရတယ်ဒီလိုအရာတွေကိုသူပြန်ပြီးတော့ပေးခြင်းနဲ့ချစ်ချင်းမြတ်တာတွေဆိုလို့ရှိရင်လည်းတင့်ကိုပြသခြင်းနဲ့ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာတော့လာခြင်းတာစိတ်ပဲရှိတယ်သူလာဖို့မလွယ်ဘူးသူမှဖြည့်ရှင်းနေရတဲ့အခက်ခဲတွေရင်ဆိုင်နေရတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့ဒီအရာတွေကိုကြော်လွှားပြီးတော့မှရင်ဆိုင်ပြီးတော့မှသူအဆင်ပြေပြီးတော့မှနော်တင့်ရဲ့အရှိမအကောင်းမှုဆုံးအနေထားကိုပြနိုင်တဲ့အချိန်ကြမှာပေါ့နော် ဒီမှာ the magician energy လိုမျိုးကောင်းမှုဆုံးအနေထားကိုသူပြနိုင်ပြီးတော့မှတဲ့အနာကိုပြန်လာခဲ့မယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရတယ်။အနည်းဆုံးတစ်ခေါက်လောက်ပေါ့နော်ဒီမှာ the magician ကကဝမ်းပြရဲဆိုတော့လေအကျေးပေါင်းများစွာအမြဲတမ်းမတွေးနိုင်တော့ဘူးဆိုရင်တော့မှတင်းနေတစ်ချိန်လောက်ပဲဖြစ်ဖြစ်သူကတွေ့ချင်နေသေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့တယ်။ဒါဆိုတင့်ဘက်ကရောဘလို့ချိန်လေးမျိုးရှိမလဲပေါ့နော်။သူနဲ့စုံတဲ့ခါကျရင် အာတင့်ပတ်ချမ်းကြတော့တင့်သူနဲ့送တဲ့ခါကြလို့ရှင်တင့်မှာတခြားသူတူရှိနေပြီကျမအဲ့လိုမျိုးတွေ့ရနော်တင့်မှာအာသူနဲ့ပတ်သက်ခဲ့တဲ့အနေအထားထပ်ပို့ပြီးကောင်းမွန်တဲ့ relationship တစ်ခု saturation တစ်ခုကိုပန်ဆန်းနေပြီနော်လောမရဲ့ relationship အသက်တစ်ခုကိုရရှိနေတယ်လို့တော့အတက်အကျီတော့ပြောလို့မရဘူးဒါမှမဟုတ်လို့ရှင်တင့်မှာအာအခုမှစပြီးတော့အာဘယ်လိုပြောမလဲနော်ဆက်ဆက်ရေးတစ်ခုကိုအစပြောတာအဲ့ဒီပြောလိုက်တဲ့ဆက်ဆက်ရေးရလဲ ာသူ့ထက်ပေါ့နော်ဒီတင်အခုတွေးနေတဲ့သူထက်ကိုပို့ပြီးတော့ကောင်းမွန်တဲ့ဆက်ဆက်ရေးဒီလိုဆက်ဆက်ရေးကိုမရခဲ့မှလည်းတင်ကဒီအခုတင်လာကြည့်ရတဲ့သူအတွက်ပေါ့နော်တင်အတွေ့တွေကလူနဲ့ပတ်သက်ပြီးတော့အများကြီးညာကျင်ခဲ့ပြီးတော့တင်လည်းအများကြီးလဲပြိုခဲ့ရတယ်ခံစားခဲ့ရတယ်အဲ့ဒီခံစားချက်တွေကိုတင်ကြုံပြီးတဲ့နောက်မှာတော့နောက်ထပ်သူတူအူကိုတင်စပြီးတော့တင်မွားတွေကိုအာ ခေါ်လာဖို့ပေါ့နော်လက်ခံမှုဆိုတော့တင်တွေးလိုက်တယ်ဒီလူကလည်းတင်အတွက်ခေါင်းမွန်နေသူဆိုတာတင်တည်တယ်အဲ့တော့သူတင်နေပြန်ส่งတဲ့ချိန်မှာတင်လာမှာတခြားသူတူဦးတော့ရှိနေနိုင်ပြီပေါ့နော်တခြားသူတူဦးကိုတင်ရွေးချယ်သွားတာမျိုးကိုလည်းအာတွေ့ရနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့တင်ကအဲ့ဒီချိန်မှာ the high pressure energy နဲ့အရန်ကိုတည်ငြိမ်နေပြီเนาะအရင်တော့ကတင်ကကမူးရှူတိုးလောက်ထက်တဲ့ကောင်လေးတယောက်ဆိုလို့ရှင်လည်းသူနဲ့ส่งတဲ့ချိန်မှာတည်တည်ငြိမ်ငြိမ်နဲ့ပဲသူ့ကိုနှုတ်ဆက်နိုင်မယ်ပြုံးပြနိုင်မယ်အဲ့လိုမျိုးပုံစံเนาะတင်ကအရင်တော့ကစိတ်မြတ်လက်မြတ်နဲ့เนาะ စိတ်မြင်လက်မြင်နဲ့လှုပ်တက်တဲ့မြို့သမီးလေးဝန်းနေတက်တဲ့မြို့သမီးလေးဆိုလို့ရှိရင်လေသူ့နဲ့တစ်ချိန်လောက်ပဲဖြစ်ဖြစ်ပြန်ဆုံတဲ့ချိန်မှာတော့တင်ရအကောင်းဆုံးအတည်ငြိမ်ဆုံးတဲ့သူ့ကိုနော်ဆက်ဆံနိုင်တယ်ပြုံးပြနိုင်တယ်နှုတ်ဆက်နိုင်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးကိုတင့်ကိုတင်အရင်ကျက်ဆုံးအနေထားနဲ့တင်သူ့ကိုနှိပြနိုင်နိုင်မယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်နော်အဲ့အားမျိုးလေးပါအဲ့တော့တင်နဲ့သူ့နဲ့အာပြန်ဆုံနိုင်ဖို့ချမ်းရှိတာပေါ့နော်အဲ့ဒါတစ်ချိန်လောက်တော့ဆုံနိုင်သေးတယ်ဆိုတော့အဲ့ဒါကဘရောလာဖြစ်မလဲဆိုတော့အချိန်ကာလလေးကို တစ်ချက်တော့တော့ကြည့်မယ်ပေါ့နော်အမှန်တော့အချိန်ကာလအတိအကျကြီးတော့ကျွန်မမထည့်ပြီးရှင်းပြမယ်လေဒီမှာတော့ကြည့်လိုက်မယ်နော်အဲ့ဒီတော့အချိန်ကာလအတိအကျကြည့်ရမယ်ဆိုတိတ်တော့မကြောက်ဘူးပေါ့နော်6လအတွင်းနော်6လအတွင်းပဲဖြစ်ဖြစ်တင်းတို့လေးတွေပြန်ပြီးတော့စုံပြစ်လိုက်မယ်အမှတ်မထင်ပါနော်အမှတ်မထင်တမင်တကာရည်ရထားတာမျိုးမဟုတ်ပဲနဲ့အမှတ်မထင်တွေ့သွားမှာသွားရင်းလာရင်ပါနော်အဲ့ဒါမျိုးပုံစံနဲ့နော်အဲ့မှာစုံပြစ်မယ်စုံပြစ်တဲ့အချိန်ကလည်း ဒီတစ်ချိန်ပဲလည်းဖြစ်ရင်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါမျိုးလေးအဲ့လိုမျိုးပြန်ဆောင်တဲ့အချိန်ကလည်းအာသင်တည်ငြိမ်ရင့်ကျက်နေပြီပေါ့နော်အဲ့ဒါမျိုးလေးတော့တွေ့ရတယ်။အဲ့လိုပြန်ဆောင်တဲ့အချိန်မှာတော့သင်ကအကောင်းဆုံးသူ့ကိုအာဆက်ဆက်နိုင်တယ်ဟို ဖော်ယူနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောရမလဲအရင်တော့ကလိုပုံစံမျိုးနဲ့မဟုတ်ပဲနဲ့အသက်တဖန်သူတူလို့ပြောင်းသွားတယ်လို့မျိုးပုံစံနဲ့တင်ကအတိငိမ့်ဆုံးအရင်ကျဆုံးတန်မာဆုံးပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့တင်သူ့ကိုဆက်ဆံဖြစ်မယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဒါက group 1လေးတွေရဲ့အတွေ့အထိကသူနဲ့နော်တင်နဲ့ဝေးကွာနေတဲ့သူနဲ့တင်နဲ့ပြင်ဆင်နိုင်အောင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မ channel ကြည့်ထားပေးတာဖြစ်ပါတယ်အဲ့တော့ ဒါလေးတွေက channel reading ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကိုသိရ energy လို့ယူဆရင်တော့ဒါအတင်အတွက် reading မှာပဲနော်အရာအလုံးတကယ်မို့ကိုင်းညီမှုမရှိခဲ့ဘူးဆိုလို့ရှင်လည်းအရင်ရင် serious မဖြစ်ပါနဲ့နော်ဒါဆိုကျွန်မ group 2 list ကိုသွားပါမယ် group 2လေးတွေမင်္ဂလာပါရှင် group 2လေးတွေရဲ့တွေ့တဲ့ကားသူအဆက်အသွယ်ပြတ်နေတဲ့သူနဲ့ပြန်ဆုံနိုင်အောင်မလားအဲ့တော့ panic ရဲ့အဲ့တော့အဲ့တော့ panic ရဲ့ energy နဲ့ group 2လေးတွေကတော့ပြန်ဆုံနိုင်မှုအခွင့်အရေးရှိရယ်ပေါ့နော်အာဟိုဘက်မှာ group 1တော့ကတော့ chance နဲ့တည်းပြန်ဆုံခဲ့မယ်ဆိုရင်တော့မှတစ်ချိန်လောက်ပဲပေါ့နော်ကျွန်မအားမျိုးတွေ့တယ်ဒီမှာကျတော့ error panic ဆိုတော့ပြန်ဆုံနိုင်မှုတော့အခွင့်အရေးရှိတယ်ဒါပေမဲ့ဒီမှာကျတော့အချိန်နည်းနည်းစောင့်အောင်ပဲပေါ့နော် အချိန်လေးတော့နည်းနည်းလေးပေးရမယ်အဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဆက်ကြည့်မယ်အဲ့တော့ group 2လေးတွေရဲ့တစ်ဖက်လူကအခုလက်ရှိမှာတော့ သူ့ကိုယ်သူပေါ့နော်သူ့ကိုယ်သူအဆင်ပြေအောင်သူစူးစမ်းတည်ဆောက်နေတယ်တည်လဲတည်ဆောက်ခဲ့တယ်သူအခုချိန်မှာအာအခြေအနေတခုတော့သူရရှိနေပြီသူ့မှာပိုင်ဆိုင်မှုတွေလည်းရှိတယ်နော်ဒါသူ့ရဲ့ဒီပြင်ပပေါ့နော်ပြင်ပမှာသူကြွယ်ဝနေပြီအဆင်ပြေနေပြီနော်အငွေကြီးတွေလည်းသူ့မှာရှိနေပြီအဲ့ဒါမျိုးလေးတော့တွေ့တယ်အဲ့တော့ panical energy နဲ့ sorry ကင်းနော် panical energy နဲ့ပေါ့နော်တွေ့တယ်ဒါမဲ့တခုရှိတာကဘာလဲဆိုတော့အာဒါပေမဲ့လည်း အာသူကလေဒီစိတ်သက်ပိုင်းဆိုင်ရာတွေမှာကြတော့လေသူ့နာမှာအဖို့ပြုတ်ပေးမဲ့သူတွေတိတ်ပြီးတော့မရှိဘူးပေါ့နော်အဲ့ဒါမျိုးလေးတော့တွေ့တယ်သူ့နာမှာအကောင်းမှုဆုံးသူ့ကိုအထောက်ပံ့ပေးနိုင်မဲ့သူတွေမရှိဘူးစိတ်သက်ပိုင်းဆိုင်ရာပေါ့နော်သူ့ကိုပျော်ရွှင်အောင်သူရဲ့စိတ်တွေအဆင်ပြေအောင်ပေါ့နော်သူ့ကိုနှစ်သိမ့်ပေးနိုင်တဲ့သူတွေတော့မတွေ့ဘူးပေါ့နော်အာဘာကြောင့်လဲဆိုတော့အာဒါကလေလေသူ့ရဲ့ဒီကြုံတွေ့ရတဲ့ဘယ်လိုပြောမလဲကံကြမ္မာပဲလို့လည်းပြောနိုင်တယ် ဒီလူကအခုချိန်မှာတော့ငွေစည်းနဲ့ပတ်သက်ပြီးတော့เนาะလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့เนาะ career ဘိုင်းမှာတွေတော့သူကအဆင်ပြေအောင်မြင်နေပြီမဲ့သူ့ရဲ့ဒီတချို့နေရာတွေမှာကြတော့သူ့အနာမှာအမက်ဆေ့ခ်ကောင်းတွေမရှိတာမျိုးဒါမှမဟုတ်လို့ရှင်လေတချို့ကိစ္စရက်တွေမှာသူငွေကုန်ကြီးကြတယ်ညားနေတာမျိုးပေါ့เนาะအခုလက်ရှိမှာအဲ့ဒါမျိုးလေးတွေတွေ့တယ်အဲ့ဒီမှာမှနောက်တစ်ချက်ပါမြင်လဲဆိုတော့အစဉ်ပြေတာတကယ်တော့သူ့ရဲ့ဒီပိုင်ဆိုင်မှုတွေเนาะ အာစီစဉ်ဥစ္စာတွေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အခုလက်ရှိမှာသူ အခက်ခဲနေတဲ့ရင်ဆိုင်နေရတဲ့အဆင်မပြေမှုတွေတော့ရှိနေတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေတွေ့နော်အဲ့တော့ဒါကအာသူ့ရဲ့ energy ပြီးတော့တင်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်ကဘလို့ဖြစ်လဲဆိုတော့အာတင်တို့နှစ်ယောက်ပေါ့နော်ပြန်ပြီးစုံဖို့မှာอืม ကန်ချမာအခွင့်အလမ်းတွေလိုတယ်ပေါ့နော်အဲ့ဒါမျိုးလေးတော့တွေ့တယ်ကန်ချမာအခွင့်အလမ်းတွေလိုတယ်ဘာကြောင့်လဲဆိုတော့တင်းတို့နှစ်ယောက်ရေဆက်နေတယ်ပေါ့နော်ကျမအဲ့ဒါမျိုးလေးတွေ့တယ်ရေဆက်နေတယ်တစ်ချိန်မှာဘလောက်ပဲချစ်ခဲ့ပါစေနော်ဘလောက်ပဲတန်ရုံစင်းနေရှိခဲ့ပါစေအခုလက်ရှိချိန်မှာတော့တင်းတို့နှစ်ယောက်ပြန်ဆုံမှုတော့မလွယ်သေးဘူးကန်ချမာကအခွင့်နော်မျက်နှာသာမပေးသေးဘူးအဲ့ဒါမျိုးလေးလည်းတွေ့တယ်အဲ့ဒါဆက်ကြည့်မယ် အော်တင်မတ်ချံကြည့်တဲ့ခါကျတော့လေတင်မတ်ချံကခွင်းတော့ခံပေတော့ဝမ်ပေါ့နော်အဲ့တော့ခွင်းတော့ခံ energy နဲ့တင်ကလည်းအခုချိန်မှာတခြားအရာတွေမစဉ်းစားနိုင်ဘူးเนาะအော်သူ့အကြောင်းကိုအခုလက်တလုံးမှာအော်တတိယတိုက်ဆိုင်သွားလို့လာဒီ reading ကိုလာကြည့်တာ တင်ကတော့အခုလက်ရှိမှာလည်းတင်လုံးရမယ့်အရာတွေကိုအကောင်းဆုံးလုပ်နေတယ်ခွင်းတော်ခန့် energy နဲ့တင်ဘဝအတွက်တိုးတက်ဖို့တင်ရင်စိတ်အစဉ်ပြေဖို့အေးချမ်းဖို့ပေါ့နော်အဲ့လိုအရာတွေကိုပို့ပြီးတော့ဦးစားပေးဖြစ်တယ်အဓိကကတော့စိတ်အေးချမ်းဖို့နော်တင်ရင်စိတ်မှာဘာလို့လိုချင်လဲဘလို့အရာမျိုးကိုတွေးလို့ရှိရင်အေးချမ်းမလဲဆိုတာကိုပဲတင်အခုချိန်မှာဦးစားပေးပြီးတွေးဖြစ်တယ်ပေါ့နော်ပူလာရမယ့်အရာတွေကိုတိတ်ပြီးတော့မတွေးချင်ဘူးပြီးတော့သူ့နဲ့ပတ်သက်ပြီးတော့လည်းတင်တိတ်ပြီးတော့မတွေးနိုင်ဘူးကျွန်မအဲ့လိုမျိုးတွေးတယ်အမြဲတစေမတွေးနိုင်ရင်ပေါ့နော်တခါတည်းတရံတိုက်ဆိုင်တာလေးတွေရှိလို့ဒါတင်တွေးမိပြီမဲ့တင်လက်ရှိမှာတော့တင် င်မွားအတွက်ဖြစ်စေတင်ကိုယ်တိုင်အတွက်ဖြစ်စေပုံမကောင်းမွန်တဲ့အရာတွေရရှိဖို့အေဂျင့်မှုတွေပိုင်ဆိုင်မှုတော့ကိုပဲတင်အဓိကထားပြီးတော့တွေးဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းတွေးတယ်နောက်တစ်ခုကျတော့ဖေရောဝမ်အန်နဂျီနဲ့တင်မွားအတွက်အောင်မြင်အစဉ်ပြေမဲ့နီလန်းတွေနော်ဘဝအတွက်ခြေလန်းအသက်တွေစတင်မှုကိုတင်တွေးတော့နေရတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလို relationship တွေမှာဆိုလို့ရှင်လေတင်တွက်ဖို့မကောင်းမွန်တဲ့ဆက်ဆံရေးပေါ့နော်ကောင်းမွန်တဲ့ဆက်ဆံရေးအသက်တွေစီတွားဖို့ သင်စတင်ပြီးတော့စဉ်းစားနေတာပေါ့နော်အဲ့လိုမျိုးလေးအဲသူနဲ့ပတ်သက်ပြီးတော့အကြောင်းတိုက်ဆိုင်လို့ဒါသင်ကလက်ကြည့်တာဒီ reading ကိုသင်ကကြတော့သင်မွားအတွက်ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုနော်ဘယ်လိုလုပ်ပြီးတော့အဲကိုယ့်အတွက်ပေါ့နော်ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုရရှိရမအောင်လုပ်ရမလဲဆိုတာအသင်ပိုင်းကတော့တွေးနေတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေးရဒါမှမဟုတ်လို့ရှင်တဲ့တခြားသူတူကိုပြောင်းပြီးတော့သင်ရွေးချယ်ဖို့အတွက်ကိုစဉ်းစားတာမျိုးပေါ့နော်အဲ့တော့ဆက်ကြည့်မယ် အဲ့တော့ group 2လေးတွေတည့်ရတစ်ဖက်လူอ่ะအာသူ့ရဲ့အတွေ့အထဲမှာတော့အဲ့ဒါမျိုးပေါ့နော်တင်းနဲ့ပတ်သက်ပြီးတော့တင်းတို့နှစ်ယောက်ကန်စပါခွင့်လန်းနေတယ်အဲ့ဒါမျိုးတွေလည်းတွေ့တယ်နောက်တစ်ခုကတော့စပါကုနာပြောသလို တန်ဆောင်မှုတော့အခွင့်အရေးရှိပေမဲ့နည်းတယ်။ဘာကြောင့်လဲဆိုတော့ तू ကလေဒီလူကတင်းရတစ်ဖက်လူတင့်အတွေ့တဲ့က तू ကအောင်မြင်ကြွယ်ဝမှုကိုပို့ပြီးတော့လေးပေးတယ်။စီစဉ်ဥစ္စာတွေနောက်ကိုပို့ပြီးတော့ तू ကလိုက်တယ်ပေါ့နော်။ကျွန်မအားမျိုးလေးတွေ့တယ်။အဓိကကတော့သူ့ဘဝမှာအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့အဆင်ပြေခြင်းနဲ့အဲ့ဒါတွေနောက်ကိုပဲ तू ဆက်ပြီးတော့လိုက်ပြနေအောင်မယ်။အဲ့တော့တင်းနဲ့ဆောင်မှုအခွင့်အရေးတော့ရှိပေမဲ့လည်းဒါကတော့သူ့ဘက်ကစိတ်ဆုံးဖြတ်မှတ်တာဖြစ်လာမယ့်အရာပေါ့နော်။ तू လာခြင်းနဲ့ဖြစ်တယ်မလာခြင်းနဲ့ဖြစ်တယ်အဲ့လိုမျိုးပုံစံလေး။ဘာကြောင့်လဲဆိုတော့ သူကတင့်ထက်ကိုပို့ပြီးရင်းစည်းတာသူတို့အောင်မြင်မှုသူဘဝအတွက်ကျေဝကျေဝချမ်းသာမှုပေါ့နော်အဲ့အမျိုးတွေလာကိုသူအာလိုက်နေတော့မယ်လိုက်လဲလိုက်ခဲ့တယ်အခုလက်ရှိမှာလည်းဆက်ပြီးတော့လိုက်နေတော့မယ်တချို့ဆိုလို့ရှင်သူလိုချင်တဲ့အောင်မြင်မှုတွေကိုရသွားပြီးဒီအောင်မြင်မှုတွေကိုဆက်ပြီးတော့ထိန်းထားဖို့အတွက်ကိုတင်သူစီအာတင်သူစီမဟုတ် sorry တင့်စီကိုသူမလာနိုင်သေးဘူးအဲ့ဒါမျိုးတွေ့တယ်ပြီးတော့ဒီမှာကျတော့သမုံပေါ့နော်ဒီမှာကျတော့ fire panicle ဆိုတော့ဒီနှစ်ကပ်ကိုကြည့်ခြင်းအားဖြင့်သူတို့နှစ်ယောက်စုံမိုးကလည်းအခွင့်အရေးကနည်းနည်းလိုသေးတယ်ဒါမှသူစိတ်ထဲမှာတော့ရှိတယ်ဒီမှာပါလဲဆိုတော့သမုံ energy နဲ့သူတို့နှစ်ယောက်မစုံဖို့အတွက်ကံကြမ္မာကလည်းအခွင့်အလမ်းမပေးဘူးနောက်ပြီးတော့ကြားလို့အနှောက်ယှက်နော်အဲ့ဒါမျိုးလေးတွေရှိတယ်အဲ့ဒီအနှောက်ယှက်ကလည်းတင်ဘက်ကလည်းဖြစ်နိုင်တယ်သူ့ဘက်ကလည်းဖြစ်နိုင်တယ်သူတို့နှစ်ယောက်စုံစည်းသွားမှကိုမကြိုက်တဲ့သူတို့ချို့ကသင်တို့စုံမှုအခွင့်အလမ်းပေးနေတာမှဖြတ်တာပေါ့နော် ဟိုမှာတင်းတို့ညပြန်တွဲမယ်လို့เนาะအခြေဆက်လေးရသွားရင်တော့မရရအောင်ဖြတ်နေကြတာเนาะအဲ့လိုမျိုးလေးတွေတွေ့အဲ့ဆိုဆက်ကြည့်မယ်အဲ့တော့ဒီတင်းဘက်ကလည်းစပါကူနာပြောသလိုမျိုးတင်းက ဟိုတင့်မှာလဲသူ့နဲ့စုံမှုအတွက်ကိုတင်စပါကူနာပြောသလိုပဲအပြေအဝစိတ်ကိုမထားပေးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့တင်ပူပန်ရမယ့်အရာတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တင်ကာကွယ်ဆောက်ရှောက်မယ့်မိသားစုတင်မဲ့ချန်ကြတော့လေ group 2လေးတွေတင်တို့လေးတွေကြတော့တင်တို့လေးတွေကာကွယ်ဆောက်ရှောက်မယ့်မိသားစုရှိတယ်။နော်အာတင်ကမမမမကာကွယ်ပေးမှအဆင်ပြေမယ့်အရာမျိုးလေးတွေရှိတယ်တချို့အရာတွေ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့တင်အလဲထပ်မလုံနိုင်အောင်နော်ပြောရမယ်ဆိုလို့ရှိရင်တင်ကလည်းသူ့ကိုစိတ်တွေကမပြတ်နိုင်အောင်ဆိုတော့မှသူ့စီလုံးဝမသွားနိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့တင်ကာကွယ်နေရတဲ့မိသားစုရှိနေတာမျိုး เนาะတင်မမမမက်နေ့ကိုစောက်ရှောက်ပေးရမယ့်အရာတွေရှိနေတဲ့ခါကျတော့တင်သူစီကိုလုံးဝစိတ်နှိပ်ပြီးတော့မသွားနိုင်ဘူးเนาะအဲ့ဒါမျိုးလေးလည်းတွေ့တယ်နောက်တစ်ခုကဒီမှာလည်းဒီလိုပဲ fear of fortune ပေါ့เนาะ fear of fortune ကြောင့်အာတင်တို့လေးတွေကအာကန်ဂျမာတပတ်လဲတဲ့ခါကျရင်တော့စုံပြစ်အောင်မယ်ပေါ့เนาะကျမအဲ့ဒါမျိုးလေးတွေ့တယ်စုံပြစ်အောင်မယ်ဒီမှာလည်း error panic ဆိုတော့အခွင့်အရေးတော့ရှိတယ်နည်းနည်းတော့ကြာမယ်အဲစုံကိုစုံပြစ်မယ်ပေါ့နော်စုံကိုစုံပြစ်အောင်မယ်နော်တစ်ချိန်တည်းမကဘူးစုံပြစ်အောင်မယ်နော် ဒါဆိုလို့ရှင်ဘယ်အချိန်နောက်မှာတင်လို့နေအောင်ဆွေးပြမလဲဘယ်အချိန်နောက်မှာဆွေးပြမလဲဆိုတော့တင်လို့နေရောက်ကအာ9လပေါ့နော်အဲ့လောက်အနေထားမှာ9လနည်းနည်းလေးများကြာမယ်ဆိုလို့ရှင်တော့음နှစ်အပိုင်းခြားတစ်ခုလောက်တော့ဖြစ်သွားနိုင်တယ်ဒီမှာလဲအေရိုဖန်နေကဲဆိုတော့9လ ဆိုရင်တော့ဒါတော်တော်ကန်ကောင်းမှ9လာပေါ့နော်အဲ့လိုမဟုတ်လို့ရှင်9နှစ်အဲ့လိုမျိုးအဲ့လောက်မှဒါတင်းတို့နှစ်ယောက်တစ်ခါပြန်လဲစုံပြစ်မယ်ပေါ့နော်အဲ့တော့စုံတာကတော့စုံပြစ်လိမ့်မယ်စုံပြစ်တဲ့ခါကြလို့ရှင်တော့မှသူ့ဘက်ကနေအာတင်းကိုအာအပြေးအဝါကြီးစိတ်နှစ်ပြီးတော့ဝင်လာဖို့ဆိုတာနည်းနည်းလေးတော့ခက်ခဲအောင်ပဲဘာကြောင့်လဲဆိုတော့ तू ကအာမြင်မှုတွေနောက်ကိုအာဆက်ပြီးတော့ line နေရတဲ့သူဖြစ်တဲ့အတွက်အာမြင်မှုတွေကိုဆက်ပြီးတော့ထိန်းထားမယ်သူပေါ့နော်အဲ့ဒါမျိုးသူ तू ကကြောက်ကြတဲ့ဆက်လီတူဦးလည်းဖြစ်နိုင်တယ်နော်ကျွန်မအဲ့ဒါမျိုးတွေ့တယ်နော်ဟိုဆက်လီတူဦးအာအနုပညာရှင်တူဦးအနုပညာနဲ့ပတ်သက်တဲ့အရာတွေလောက်တာမျိုး နောက်ပြီးတော့သူ့ဘဝမှာသူကအနေအထားတစ်ခုမှရှိတဲ့အာဘယ်လိုပြောမလဲနော်ပိုင်ဆိုင်မှုတွေเนาะအဲ့ဒါမျိုးတွေရှိတဲ့ခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒါတွေဆက်ပြီးတော့မကြဝါရအောင်เนาะသူရဲ့အောင်မြင်မှုတွေငွေကြေးတွေမကြဝါရအောင်သူဆက်ပြီးတော့ထိန်းထားမှာဖြစ်တဲ့အတွက်တင်တဲ့ဆုံတွေကိုတော့လိုသေးတယ်ပေါ့เนาะအချိန်တွေလိုသေးတယ်เนาะအဲ့ဒါမျိုးတွေတွေ့တယ်။အဲ့တော့ဒါကတော့ group 2တွေတွေအတွက်တင်တဲ့သူဆုံမြင့်အောင်လားဆိုတာနဲ့ပတ်သက်ပြီးတော့เนาะ readily လောက်ထားပေးတာဖြစ်ပါတယ်။ဒါဆိုကျွန်မ group 3လေးစီကိုသွားပါမယ်။ group 3 layer မြင်လာပါရှင် group 3 layer ရဲ့တစ်ဖက်လူနဲ့တင်နဲ့ပြန်ဆောင်နိုင်အောင်မလားဆိုတော့ခွင်းတော့ဖန်နေကဲเนาะခွင်းတော့ဖန်နေကဲကြားပါတယ်အဲ့ဒီတော့ခွင်းတော့ဖန်နေကဲ energy နဲ့အာတင်တို့လေးတွေကသူ့နဲ့ပြန်ဆောင်မှုကိုအဘလိုပြောမလဲတင်မျှော်လင့်ထားရတယ်ပေါ့เนาะတင်မျှော်လင့်ထားရတယ်တင်ပြန်ဆောင်ခြင်းနဲ့ အချက်ကလည်းပါလဲဆိုတော့တင်ဘလိုလှပနေပြီးတော့ပေါ့နော်တင်ဘလိုအစဉ်ပြေနေပြီးတင်ဘလိုတိုးတက်နေပြီးသူနဲ့ကွဲကွာသွားပြီးတော့မှတင်ဘလိုလှပအောင်မြင်နော်အဲ့လိုမျိုးပုံစံလေးကိုတင်ပြချင်တာပေါ့နော်ကျွန်မအဲ့လိုမျိုးလေးမြင်တယ်နော်အဲ့ဒါဆိုလို့ရှင်ဆက်ကြည့်မယ်တင်တို့နှစ်ယောက်အတွက်ဆက်ကြည့်မယ်နော် အာ group 3လေးတွေပေါ့နော် group 3လေးတွေတစ်ဖက်လိုကအခုချိန်မှာအာဘယ်လိုအရာမျိုးပုံမှာနော်သူ့ခေါင်းထဲမှာတိတ်ပြီးတော့မရှိနေဘူးအာကျွန်မထင်တာဒီလိုပေါ့နော်အာသူ့ရဲ့ဒီလောက်ရမယ့်အရာတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေပေါ့နော်သူတိတ်ပြီးတော့မတွေးနိုင်နေဘူးအာဘာကြောင့်လဲဆိုတော့သူ့နဲ့ပတ်သက်တဲ့အရာတွေနဲ့စာလို့ရှင်လေသူ့ဘဝအတွက်ပေါ့အရာတွေနဲ့စာလို့ရှင်အာဒီလိုနှလုံးသားရေးရတဲ့ပတ်သက်ပြီးတော့တော့ သူတစုံတူအစ်မဟုတ်တဲ့တခြားသူတစုံတူကိုသူအာသဘောကျနေပေါ့เนาะကျမတို့မျိုးလေးတွေ့တယ်။အဲ့ဒီသူကလည်းသူနဲ့အပြန်အလှန်နားလည်မှုပေးနိုင်တဲ့သူเนาะသူဘဝအတွက်ပို့ပြီးတော့အာညီညာတဲ့သူပေါ့เนาะအဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူထင်တဲ့သူတူကိုသူအပြေးွားချစ်ပြီးတော့သင်နဲ့ပတ်သက်တဲ့အရာတွေကိုမစဉ်းစားနိုင်သေးဘူးเนาะကျမတို့မျိုးလေးတွေ့တယ်။သင်နဲ့ပတ်သက်တဲ့အရာတွေကိုသူမစဉ်းစားနိုင်နေပဲနဲ့သူဘဝအတွက်တကယ်ကိုကောင်းမွန်တဲ့သူလို့သူလက်ခံလိုက်တဲ့သူသူ သူ့နဲ့ပေါ့နော်သွားလို့ရတယ်ဆက်ဆက်ရေးတခုမှရေရှည်ကြီး long term ဒီသွားလို့ရတယ်လို့သူတွေးလိုက်တဲ့သူတူဦးနဲ့လက်ရှိမှာသူအခြေအနေတခုတွေမှာရှိနေတယ်ပေါ့နော်ကျမအားမျိုးတွေတွေးတယ်အဲ့ဒါဆိုဆက်ကြည့်မယ်အာ group 3လေးတွေဘက်ကကြာတော့လေ the war 10 turn on 1ပေါ့နော် turn on 1 energy ရဲ့သဘောရဲ့ဆိုတော့ group 3 league ရဲ့ဘက်ကလည်းသူ့နဲ့ဒီတဲ့နဲ့ဇလန်တခုပြေဆုံးသွားပြီးတဲ့နောက်မှာအဆက်တွေပြတ်သွားပြီးတဲ့နောက်မှာတင်မွားအတွက်အာပို့ပြီးတော့ပြေဆုံးခြင်းတွေအာဘယ်လိုပြောမလဲပို့ပြီးပြေဆုံးခြင်းတွေရရှိဖို့အတွက်လည်းတင်မကစ조사ရတယ်ပေါ့နော်ကျွန်တော်အားမျိုးတွေတွေ့အာဘောမှာနည်းနည်းလေးဖုံးမယ်နော် အဲ့တော့သင်ဘဝအတွက်အောင်မြင်ဖို့ပြည့်စုံဖို့เนาะအဲ့လိုအရာတွေအတွက်ကိုသင်မရလဲစူးစမ်းနေတယ်သင်ဘဝမှာပို့ပြီးတော့ပေါ့เนาะကောင်းမွန်တဲ့သူတွေနဲ့လည်းသင်အခုချိန်မှာစုံတွေ့နေရတယ်เนาะသင်နာမှာကောင်းမွန်တဲ့ဒီတငယ်ချင်းမိတ်ဆွေတွေသင်ကိုကူညီဆောက်ရှောက်ပေးမဲ့သူတွေကိုသင်ပိုင်ဆိုင်နေပြီအဲ့တော့သင်ကလည်းပေါ့เนาะသူနဲ့ပတ်သက်ပြီးတော့ဒါဒီလိုအရာတွေကိုတတိယလို့ဒါလာကြည့်တာပေါ့เนาะသင်နာမှာသင်ကိုဖိမမဲ့သူတွေရှိတယ်သင်ဘဝတိုးတက်ဖို့အတွက်ပေါ့เนาะအာသင်ရေစားမြေစားပဲဖြစ်သွားမယ်ဆိုလို့ရှင်အာ ပို့ပြီးတော့ကောင်းမွန်တဲ့မိတ်ဆွေတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့လည်းတွေ့ရဖို့ရှိတဲ့ခါကျတော့တင်းရလည်းဒီလိုအရာတွေပေါ်မှာအာရုံစနေတယ်ပေါ့နော်ဒီလိုသူနဲ့ပတ်သက်ပြီးတော့တိုက်ဆိုင်လို့သားလည်းကြည်တာတင်းမှလည်းတင်းလုံးရမယ့်အရာတွေများတယ်အာပြီးတော့တချို့အရာတွေဆိုလို့ရှိရင်အာတင်းနဲ့တာမှမလိုက်ဘူးတင်းထမ်းပုံထားတဲ့အရာတွေကပုံများတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တင်ရလုံနိုင်စွာအာထက်ကိုပို့ပြီးတော့တင်တွေးထားရတာတွေထမ်းထားရတဲ့ຢာတွေအများကြီးရပါတော့။အဲ့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့တင်ကိုယ်တိုင်ကလည်းစူးစမ်းနေရတာဖြစ်တဲ့အတွက် အာသူ့ဘက်ကအခြေအနေကိုသိချင်လို့လာတင်လာကြည့်တာပေါ့နော်တင်လို့ရမယ့်အရာတွေကိုသိဆက်ပြီးတော့လုံရင်းနဲ့အောင်မြင်ဆုံးအဆင်ပြေဆုံးပေါ့နော်အဲ့ဒါမျိုးဖြစ်အောင်သင်ကြိုးစားနေရဲအဲ့ဒါမျိုးလေးတွေ့ရဲအဲ့တော့ဒီမှာပေါ့နော် အာဖေရောဝိုင် energy ရဲ့ခွင်းနောက်ခတ် energy အဲ့တော့သူကျမကနာပြောသလိုပဲသူနောက်ထပ် relationship အစ်တခုကိုတွားဖို့အတွက်ကိုဒီမှာဖေရောဝိုင် energy ကျလာတယ်လို့ကျမခံစားရတယ်။သူတွေးထားပြီးပြီးဆုံးဖြတ်တာပြီးပြီးပေါ့နော်။တွေးထားပြီးပြီးဆုံးဖြတ်တာပြီးပြီး။အာဒီလိုတွေးထားဆုံးဖြတ်ထားရလေတဲ့သူဘဝအတွက် agent ဘူးအဆင်ပြေဖို့အတွက်ကိုသူရည်ရွယ်ပြီးတော့တွေးထားရတယ်ပေါ့နော်အဲ့ဒါမျိုးလေး။အဲ့တော့ဒီနောက်ထပ်သူတွဲနေတဲ့သူနော်သူရွေးချယ်လိုက်တဲ့သူက သူ့ဘဝကိုအေးချမ်းမှုပေးနိုင်တဲ့သူအဲသူ့ကိုနားလည်မှုပေးနိုင်တဲ့သူပေါ့နော်အဲ့ဟာမျိုးလို့သူခံစားရတဲ့အတွက်ဒီလူနဲ့ရှေ့ဆက်သွားဖို့ကိုသူစဉ်းစားလိုက်ပြီးဒီလူနဲ့ပတ်သက်ပြီးတော့တခြားသူတွေကဖြန့်နေတော့မှသူလက်မခံဘူး True Soul Energy နဲ့ဘယ်လိုဘေးကပြောတဲ့အရာတွေမှမစဉ်းစားပဲနဲ့ပေါ့နော်သူရွေးချယ်လိုက်ပြီးတော့ကျွန်မဆိုလိုချင်တာပေါ့နော်အဲ့တော့ဒီ group ကိုစပြီးတော့ပြောတဲ့အချိန်မှာကျွန်မအဲ့ဒါလေးကိုတစ်ချက်နော်ဒီပြောတဲ့နေရာမှာနည်းနည်းလေးဟို အဆက်ဆက်မရှိဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီမှာအားလုံးကိုခြုံငုံမကြည့်တဲ့ချိန်မှာအဲ့ဒီသဘောလေးသူသွားခြင်းနဲ့သူသူရွေးချယ်လိုက်တဲ့သူနဲ့သူသွားမယ်ဒီလူကလည်းသူ့ဘဝအတွက်အေဂျင့်မှုကိုပေးနိုင်တဲ့သူသူကိုယ်တိုင်ကလည်းအဲ့လိုယုံကြည်ထားတဲ့သူသူရွေးချယ်လိုက်တဲ့လူနဲ့ပတ်သက်ပြီးတော့တခြားလူတွေကဘေးရတာပေါ့နော်ဘာရီပဲပြောပြောသူမယုံကြည်ဘူးနားမထောင်ဘူးသူလောက်တာပဲမှန်တယ်သူရွေးချယ်လိုက်တဲ့အရာမှန်တယ်လို့သူလက်ခံထားရတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့တယ်ဒါဆိုတင်ဘက်ကရော အာ group 3D တွေဘက်ကကြတော့ Pharaoh Panicker Kenowan group 3D တွေဘက်ကလည်းကျွန်မခုနကပြောသလိုသူ့နဲ့တိုက်ဆိုင်လို့ပေါ့နော်သူ့ကိုတတိယသွားလို့လာတင်အန်ဒီ reading ကိုလာကြည့်တာတင်မဲ့မှာလည်းတင်မမအတွက်ကောင်းမွန်တဲ့အရာတွေကိုလှောက်ဆောင်မှုတင်ထန်းထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာဘယ်လိုမျိုးအကောင်းဆုံး ကင်တွေသွားရင်ကောင်းမလဲအဆင်ပြေသွားရင်ကောင်းမလဲဆိုတဲ့စိတ်ဆန္ဒတွေပဲတင်မှရှိတော့တယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းတွေ့တယ်နောက်တစ်ချက်ကျတော့ခင်းတော့ဝမ်အန်နဂျီနဲ့တင်ကလည်းတင်မွားမှာအာတင့်နေထားနဲ့တင်အဲရှိနေပြီလို့ကျွန်မတွေ့တယ်ဥပမာအိမ်မှာဆိုလို့ရှင်လည်းကိုကဦးစီဦးဆောင်လုပ်ပေးနေရတဲ့သူနော်အဲ့တော့ဒီ reading ကိုလာကြည့်တဲ့သူလေးတွေ group 3ကိုလာရွေးထားတဲ့သူလေးတွေအမျိုးသမီးလေးတွေဆိုလို့ရှင်တော့မှအိမ်မှာဦးဆောင်ပေးရတဲ့သူစီမံပေးရတဲ့သူအမျိုးသားလေးတွေဆိုလို့ရှင်လည်းတင်တို့ကိုအိမ်ကားသူတွေကအားထားရတယ်ပေါ့နော်တင်တို့ကိုအလေးထားရတယ်အဲ့ဒါမျိုးမျိုးသားလေး ေးတွေအဲ့တော့ဒါကြောင့်မို့လဲတင်ထန်းထားတဲ့အရာတွေများတယ်ပေါ့နော်ကျွန်မအားမျိုးတွေတွေတွေ့တာပါထန်းတော့ဝင် energy လိုမျိုးပေါ့နော်တင်ထန်းထားတဲ့အရာတွေရမ်းများတယ်အဲ့တော့တင်ကလည်းတင်ထန်းထားတဲ့အရာတွေကိုတင်လှူဆောင်ရင်းနဲ့တင်ရဲ့မိသားစုအတွက်နော်တင်ကာကွယ်ရမယ့်အရာတွေအတွက်တင်ဆောက်ရှောက်ရမယ့်အရာတွေအတွက်ကိုစူးစမ်းနေတာဖြစ်တဲ့အတွက်အာတင် သူ့နဲ့ပတ်သက်ပြီးတော့ဗောနော်လုံးဝသူ့ကိုစိတ်ပြန်အာမပေးနိုင်ဘောနော်အဲ့အမျိုးလေးလည်းတွေ့တယ်အခုလည်းဒီလိုပဲအကြောင်းအရာတစ်ခုတိုက်ဆိုင်လို့လာတင်လာကြည့်တာဗောနော်တင် the war energy လိုမျိုးတင်မွားအတွက်တင်မိသားစုအတွက်အရာအားလုံးပြည့်စုံသွားမယ့်အရာတွေကိုတင်လောက်ရမယ့်အချက်တွေရမ်းများရတယ်ဗောနော်အဲ့အမျိုးလေးတွေ့တယ်အဲ့တော့တင်တို့နှစ်ယောက်ส่งပြစ်မယ်ဆိုရင်ဘယ်ကာလလောက်မှာส่งပြစ်မလဲဗောနော်အဲ့တော့ သင်တို့နှစ်ယောက်စုံမှုကတော့เนาะကျမကနာပြောသလိုပဲအာစုံပြစ်မယ်စုံလို့ရှိရင်လည်းကျမပြောသလိုပဲ9လ9နှစ်ပေါ့เนาะအဲ့ဒါမျိုးပုံစံလေးကျမတို့စုံပြစ်မယ်ဒါပေမဲ့စုံတဲ့ခါကျရင်တော့မှသင်တို့နှစ်ယောက်ကအာသဘောထားအနည်းငယ်တင်းမှမှုလေးတွေရှိနေအောင်ပဲเนาะတောင်တောင်နဲ့တွေ့ရင်တော့မှကောက်ကောက်မို့မို့မနှုတ်ဆက်နိုင်အောင်အဲ့ဒါမျိုးပုံစံလေးတွေပေါ့ဘာကြောင့်လဲဆိုတော့ပြိပခါလေးတွေသင်တို့နှစ်ယောက်ကြားမှာလည်းရှိခဲ့တယ် အဲပြန်ဆုံတဲ့ခါကြလို့ရှင်လည်းအဲ့လိုအနေအထားမျိုးကနည်းနည်းရှိနေသေးတယ်ပြောရမယ်ဆိုလို့ရှင်အာတမ်ရက်တောင်းတဲ့ကတော်တော်လေးကိုနားလည်မှုတွေလွဲခဲကြရတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်လည်းဖြစ်နိုင်တယ် အဲ့တော့နှစ်ယောက်ပြန်ဆုံကျင်တာဘာကြောင့်လဲတင်ကရောဘာကြောင့်ဒီ reading ကိုလာကြည့်တာလဲဆိုတင်ပြန်ဆုံတဲ့ချိန်ကြလို့ရှင်တင်ကဒီမှာခွင်းတော့ဖန်နေကဲလို့မျိုးကင်းတော့ဝန်လို့မျိုးအတင်ဘလောက်အောင်မြင်နေပြီတင်ဘလောက်လုံးနိုင်နေပြီဘလောက်လှလာနေပြီပေါ့နော်အဲ့အရာတွေကိုသူ့ကိုပြချင်လို့တင်ရဲ့တိုးတက်မှုတွေလှပမှုတွေအစဉ်ပြေမှုကိုသူ့ကိုပြချင်လို့လားတင်ကသူ့နဲ့ဆုံချင်တာပေါ့နော်တင်နဲ့သူ relationship တစ်ခုကိုပြန်သွားဖို့တဲ့ဒီတင်မရည်ရွယ်ထားဘူးပေါ့နော်ကျမအဲ့အရာမျိုးတွေတွေ့တယ် အဲ့တော့ဒါ group 3လေးတွေအတွက်သင်သူနဲ့ပြန်ဆောင်နိုင်မလားဆိုတော့အခေါင်းစဉ်နဲ့ region လေးချိန်ထားပေးတာပါအဲ့တော့ energy ကညီမှုရရှိကြပါစေနော်။အဲ့တော့ general reading လေးဖြစ်တဲ့အတွက်တော့အရာအားလုံးတွေတော့ကညီမှုနည်းမယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်ခဲ့ရင်တော့ serious မဖြစ်ဘူးမှားပြစေနော်။အဆုံးနှစ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်။